हरे कृष्ण हरे कृष्ण 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 हरे 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 राम हरे राम अरे राम राम हरे 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 कृष्ण नम ओं विष्णुपदाय कृष्ण प्रस्थाय भूतले श्रीमदे भक्तिवेदनंद स्वामी नामिने नमस्ते सरस्वती देवे गौरवाणी प्रचारिणे निर्विशेष शून्यवादी પાશ્ચાદેશકારી જય શ્રી કૃષ્ણ ચૈતન્ય પ્રભુ નિત્યાનંદ શ્રી અદ્વૈતા ગદાધર શિવાસાદિ ગૌર ભક્ત હરે કૃષ્ણ હરે કૃષ્ણ 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 હરે 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 રામ હરે રામ 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 હરે હરે કૃષ્ણ ચૈતન્ય જતા મિત ચેંગાની વિરો ફ્યાશે ચૈતન્ય મહાપ્રભુ ચૌ લીલા ની રે હિઝી સીઝિયાની જોઝો બારે ચૈતન્ય મહાપ્રભુ આ နော်လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်1486ခုနှစ်မှာပြုံးမှုခဲ့တာပေါ့နော်အတိအကျပြောရရင်တော့ဖေဖော်ဝါရီလ18ရက်ညနေ6နာရီ10မိနစ်မှာရရှိခြင်းတရမှာပြုံးမှုခဲ့ပါတယ်ဆိုတော့ဒီကျတနာမှာဘူးဆိုတာဘယ်သူလဲပေါ့ဘုရားရှင်ကဘယ်သူလဲလို့ပြီးချင်းကြတဲ့သူတွေအတွက်ကိုသူဟာဘုရားရှင်ရှိခရစ်နာကိုတော်တိုင်းတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကဝဂတိတာကျမ်းလို့ခေါ်တဲ့ အလွန်မတန်မှအရေးကြီးတဲ့လူသားတိုင်းအတွက်ဂျမ်းအဲ့ဒီဂျမ်းမှာပြောခဲ့ပေမဲ့မိန်တော်မူခဲ့ပေမဲ့လူတွေကနားမလဲတော့အဲ့ဒါကိုဘလို့လုပ်ရမလဲဆိုတဲ့ကိစ္စကိုသူကိုယ်တိုင်ကပြန်လာပြီးတော့ရှင်းပြခဲ့တယ်ပြုမှုနေထိုင်ခဲ့တဲ့စံပြအနေနဲ့နေထိုင်ခဲ့တဲ့အဘသာလည်းဖြစ်ပါတယ်ဆိုတော့ရာဇီစေတနာမဘလူကဘယ်သူလဲလို့သိဖို့အတွက်ကိုစေတနာမဘလူရဲ့တာဝကတွေဖြစ်တဲ့ကရှင်သာစကဗီရာဂျ်ဘူဆာမီရေးသားခဲ့တဲ့စေတနာချက်တာမိတာဂျန်ကနေပြီးတော့ကျွန်တော်တို့ နည်းနည်းစီဖတ်လာတာအခုဆိုရင်ကျွန်တော်အန်တက်လီလာလို့ခေါ်တဲ့ပထမပိုင်းဒုတိယပိုင်းတတိယပိုင်းပေါ့အဲ့မှာနော်အာဒီလီလာမတ်တက်လီလာအန်တက်လီလာဆိုတော့၃ပိုင်းရှိတယ်အခုကျွန်တော်တတိယပိုင်းပေါ့နောက်ဆုံးပိုင်းကိုရောက်ပါပြီနောက်ဆုံးပိုင်းမှာမှနော်မနှက်ဖြန်ဆိုရင်နောက်ဆုံးတကယ်အခန်းကိုကျွန်တော်လေ့လာမှာအခန်း20ရှိတော့အခုကျွန်တော်အခန်းဒီနေ့က14ရာနေပြီးတော့16ထိကိုကျွန်တော်အကြမ်းပြင်လေ့လာပါဒီအခန်း14နဲ့16နဲ့ကြားထဲမှာကစ္စန်ဒတ်ကဘာပြောလဲဆိုတော့ဂျေတနာမာပရဘူရဲ့ နော်ဘုရားရှင်နဲ့ပတ်သက်ပြီးတော့ဆက်နွယ်နောင်ဖွဲ့မှုကြောင့်ဖြစ်လာပါတယ်ဆိုတော့နော်ပီတိတောမနတာဘလိုဘာဝကိုခံစားသလဲဆိုတာကိုရှင်းပြပါတယ်ခြေတနာမဘုရုရဲ့သဘောကဘလိုလဲဆိုရင်သူဟာဘုရားရှင်နဲ့ဝေးနေတယ်ဆိုတော့ mood ကိုခံစားတာဖြစ်တယ် feeling of separation so feeling of separation ကိုသူကတကူ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 စီမှာသူခံစားရတာပေါ့နေတူဝါမှာသူဘလိုဘလိုခံစားရလဲဆိုတော့ခံစားရင်ခံစားရင်တခါလေးကျဆိုဝေးနေတာဖြစ်တဲ့အတွက် ော်ကျွန်တော်ရိုးရိုးစကားနဲ့ပြောရရင်လွမ်းလွန်အားကြီးတော့ယူမတက်ဖြစ်တယ်ဆိုတဲ့ဥစ္စာပေါ့အခုကကျွန်တော်ကလူသားတွေမှာတယောက်ကိုတယောက်လွမ်းတယ်ဆိုတဲ့အခါမှာယူမတက်ဖြစ်တယ်ဆိုတာကတော့ဒါခန္ဓာကိုယ်ကိုဆွဲလန်းတာပေါ့ဘုရားရှင်ကကြတော့ကျွန်တော်တို့ဟာဘုရားရှင်ရဲ့တာဝကဖြစ်ပြီးတော့ဘုရားရှင်ကိုကျွန်တော်တို့ဘယ်လိုများနော်ချစ်နိုင်တယ်လေဘုရားရှင်ကိုဘယ်လိုများလွမ်းနိုင်တယ်လဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီမှာအဲပြသခဲ့တာဖြစ်တယ် ဇွားရီချိန်မှာသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးပြောင်းလဲသွားတယ်။ဟိုတခါလဲမူးလဲသွားတယ်။ဒါပေမဲ့သူ့ကိုတော့ဘာပဲပြန်ပြီးအောင်ဘာပြန်ဘာပြန်လောက်ရလဲဆိုတော့ဟရိကရှနာမဟာမန္တရကိုပြန်ဆိုပြီးလိုက်ရင်တော့အကျယ်ကြီးပြန်ဆိုပြီးလိုက်ရင်တော့သူကပြန်ပြီးတော့သတိရလာတယ်သူ။အဲ့လိုမျိုးအပြင်မှာပြန်သတိရလာပြီဆိုရင်လည်းပြန်ပြီးတော့ပြန်ခံစားမယ်သူက။အာကရှနာနဲ့ခန္ဓာဝေးနေကရှနာဘာမလဲကရှနာဘာမလဲကရှနာဘာမလဲ။ဆိုအဲ့လိုအချိန်မှာတော့ရာမန္တရာကြီးနဲ့စောရုပ်တမှုတို့နေအောင်ဆိုလို့သူကအဲ့ဒါနဲ့ပတ်သက်တဲ့ သက်ဆိုင်တဲ့เนาะចမ်းစာမှာပါတဲ့ဘုရားရှင်ရဲ့တာဝကတွေကဘလို့ခံစားရတယ်လဲဆိုတဲ့ပါဠိတွေကိုရွတ်ဆိုခိုင်းလေးရှိတယ်သူအကန်းဆက်လေးမှာကြည့်မယ်ဆိုရင်เนาะကရှနာကိုเนาะဂျဂနတ်ဘဲဆိုပြီးတော့ရှိခိုးတာမျိုးပေါ့မှာပြေဂျဂနတ်ဘူဒီမှာဘုရားရှိခိုးတဲ့ခါမှာចេតနာမှာဘလို့ဘာဘုရားရှင်ဂျဂနတ်ရဲ့យုပ်ပွားတော့ရှိတယ်အဲ့ဘုရားရှင်ဂျဂနတ်ရဲ့យုပ်ပွားတော့ကိုသူကနော်သူကောင်းတဲ့မှာသူအမြဲတမ်းဘလို့ဒါရှင်လုပ်တယ်လဲဆိုရင်ငွားចောင်းသားခရစ်နာပုံစံမျိုးဒါရှင်လုပ်တယ်သူ တော့ဒီကလေးကျရင်အဲ့ဒါကိုပဲ meditate လုပ်နေပြီးတော့စဉ်းစားရင်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 လည်းအဲ့လိုစဉ်းစားနေတဲ့ချိန်မှာပဲဟိုဒီဇာမှာရှိတဲ့အမျိုးသမီးတယောက်ကသူ့ကိုခြေောက်တက်နေလိုက်ခြေောက်တက်နေတဲ့တော့မှသူကပြန်ပြီးတော့တတိယလာတော့ပထမဂျဂနာကိုကြည့်ပြီးတော့နော်ခရစ္စနာပေါ့နော်ကျောင်းသားခရစ္စနာပုံစံမျိုးကြည့်နေတော့အဲပြီးတဲ့အခါကျွန်တော်မှသူ့ကိုတက်နေလိုက်တဲ့အခါကျွန်တော်မှသူကဟာဒါဂျဂနာဖရားရှင်ပဲဆိုတော့ဘာဖြစ်သွားလဲဆိုတော့ဟာခရစ္စနာပဲရောက်သွားလေနော်ခရစ္စနာဘန္တာဝနာကြီးထွက်သွားပြီ ဂျဂနာဆိုတော့ဒါဂျဂနာကကျူးတစ်ချင်းတည်းရောက်လာပြီခရစ်နာဘယ်ရောက်သွားပြီလဲအဲ့လိုမျိုးဖြစ်ပေါ့အဲ့ကကြာရင်သူကခန္ဓာကိုယ်တစ်ခုလုံးကတော့ပြောင်းလဲလာတဲ့ symptom တွေအများကြီးတွေ့ရတယ်ပြီးတော့မှသူအဲ့ဒီမှာရှင်းပြတယ်ခရစ်နာကိုတော့ဖမ်းလို့ရတဲ့တော့ယောဂီ of his mind ခရစ်နာရဲ့စိတ်ကိုဖမ်းစားလို့ရတဲ့ယောဂီပေါ့ဘလို့ဖြစ်လာအောင်လုပ်ရမယ်ဆိုတော့ကျွန်တော်တို့သင်ပေးတော့အကန်းစလေးမှာပဲနောက်တဲ့ဘာပါသေးလဲဆိုရင်ဒီဂျာတကပါဝတာလို့ခေါ်တဲ့ဆန်ဂျူးပေါ့ တဲကန်တွေကတဲတဲတွေတွေ့တော့တဲတွေတွေ့တဲ့ခါမှာလဲအဲ့လောက်သူကတဲတွေရဲ့ဖြူတာတဲပုံလေးပေါ့တဲပုံလေးပုံစံမျိုးတွေ့တဲတောင်ပြင်ပုံစံမျိုးတွေ့တဲ့ခါကျရင်ယတနာမှာဘလို့အဲ့လောက်သူကဘလို့ထင်လိုက်မလဲဆိုရင်နော်ဟာဒါ golden town ပဲဆိုလို့ golden town ဆိုလို့သူပြေးမှာပြေးပြီးတော့အဲ့မှာနော်ဒါကလေးလဲရောနော်ဒါကလေးကျရင်သတိကြားတစ်ချက်မရတစ်ချက်သူ့အမျက်လုံးထဲမှာတော့ golden town ကိုပြင်းနေဟာ krishna ကအဲ့ဒီမှာနော်ဇတ်တော်ကြီးကျင်းပါနေတယ် နော်အဲအဲရောက်တဲ့ကကျွန်တော်မှလဲကြသွားတော့ဟာခရစ်စတန်လည်းမရှိတော့ဘူးကိုပေါ်ဆန်လည်းတောင်းလည်းမရှိတော့ဘူးဆိုတဲ့ဥစားမျိုးသူကခံစားမယ်ဆိုတော့သူ့ရဲ့ mood ကဘယ်လိုလဲဆိုရင်ဖျားရှင်ကိုလွမ်းစွတ်ပြီးတော့ဖြစ်လာတဲ့ mood ပေါ့အဲ့ဒီ mood ကိုခံစားတော့အကန်းစံကားမှာဆိုရင်တော့ဒီပန်းပန်းကြံပေါ့ပန်းကြံနဲ့ပတ်သက်တဲ့ဥစားနော်ဒီပင်လယ်ရဲ့ဘေးမှာလမ်းလျှောက်နေနေနော်အဲမှာပန်းချံလေးတစ်ခုတွေ့တယ်ပန်းချံတစ်ခုတွေ့တာနဲ့တပန်နဲ့ချက်ချင်းသူပါဟုတ်တတိယပါလို့ဆိုဟာဒါဗရင်ဒါဗန်ပဲဆိုပြီးတော့ဗရင်ဒါဗန်ကိုဘယ်တော့ဒီစိတ်ထဲမှာစွဲနေလို့ဆို အဲ့ကောင်ဗရင်ဒါမန်ရောက်သွားပြီးတော့ချက်ချင်းသူ့ကိုယ်သူကိုပြီးလို့ထင်လိုက်ပြီကိုပြီးလို့ထင်လိုက်ပြီးတော့မလုပ်မယ်ဆိုသူလိုက်ပြီးတော့ရာဇာကိုရှာမယ်နော် ခရစ်နာကိုရှာမယ်ဟာရာဇာနဲ့ခရစ်နာကရသအကကဖို့တော့သွားပြီလားအဲ့ဒါကျေတနာမှာဘုရားထပ်ပြီးတော့အဲ့ဒီပန်းဂျန်ထဲမှာသူပျော်ပြီးတော့ရှောက်သွားမယ်နော်တစ်ပင်တွေကိုမေးမယ်ပန်းတွေကိုမေးမယ်တလိษံတွေကိုမေးမယ်ခရစ်နာဘာမှလဲခရစ်နာဘာမှလဲပြောပါဦးငါခရစ်နာကိုလိုက်ရှာနေတာဆိုလို့ပြောမယ်တကယ်တမ်းသူကိုယ်တိုင်ကဘုရားရှင်ပဲဒါပေမဲ့ ုရားရှင်ကိုယ်တိုင်ကဘုရားရှင်ကိုဘယ်လိုရှာရမလဲဘယ်လိုဘုရားရှင်ကိုဘယ်လိုချစ်ရမလဲဆိုကျွန်တော်တို့ကိုလာပြီးတော့တာဝကတယောက်အနေနဲ့ဘယ်လိုနေထိုင်မလဲဆိုသင်ပေးခဲ့တာဒီဆိုနောက်ဆုံးမှာကြိုင်းဆိုင်ဆိုင်နဲ့ဆိုကျန်တနာမဘုရားကခရစ်တော်တွေ့ပြီဆိုတဲ့အခါကျရင်ဒါခါလေးသူမူးလဲသွားမှာအဲ့လိုပြီအကန်းစကြောင်းမှလည်းဒီလိုပဲဂျဂနာကြီးရဲ့ပရစတ်နော်ပရစတ်ဆိုတာဆုံးတော့ကြဘောစင်မြတ်ပေါ့အဲ့ဒါကိုစားနေဘုရားရှင်ကိုပူပေးမယ်ပူပေးပြီးတော့မဟာပရစတ်ဆိုဂျဂနာပရစတ်ဆိုစားစားတဲ့အခါကျတော့သူကဒါဟာဘုရားရှင်ကိုယ်တိုင်စားထားတာ ော်ဘုရားရှင်ကိုယ်တိုင်ဖုံးပေးထားတာကရစ္စနာရဲ့နှကန်းကဒီအစားအစာကိုထိထားတယ်ဆိုတော့အဲ့ဒါကိုတွေးတွေးပြီးတော့သူတခါတည်းနော်ပျော်ပြီးတော့နော်ခါတည်းဘာဝတွေတတ်တော့ဘေးမှာရှိတဲ့နော်သူ့ရဲ့အပေါင်းအပါတွေကနော်သူ့ကိုပြန်ပြီးတော့နော်ကရစ္စနာရဲ့နော်နှကန်းဟာနော်ဒီပလွေကိုလည်းထိထားတယ်ပလွေကနော်ပို့ပြီးတော့ကန်ကောင်းတယ်အဲ့ဒါတွေကိုပြောပြောပြီးတော့ကန်သူပြန်တတိအောင်လုပ်တော့ အဲ့ပလွေကိစ္စလည်းဒီလိုပဲကျေတနာမှာပြုတော့တစ်ခေါက်ကမ်ပီတာမှာနေနေနေသူကခရစ္စနာရဲ့ပလွေအတန်ကြားလိုက်တယ်ကြားလိုက်တော့အဲ့ဒီအခန်းထဲမှာသူကတကားသုံးဘတ်တော့ပိတ်ထားတယ်ဟောသာသူတောင်းဆန်းနဲ့ဟိုကအမြဲတမ်းသူထွက်ပြေးသွားလို့တပြေးသွားလို့ဆိုတော့သူကတကားပိတ်ထားတယ်အဲ့ဒါကိုလည်းမလုပ်လို့ဆိုတော့မရဘူးရအောင်ထွက်ပြေးပြီးတော့အပြင်မှာသွားပြီးတော့မလိုက်လိုက်ရှာတဲ့ခါကျတော့တနေ့မှာသူမူလဲနေတယ်မနွားနွားလဲနွားနွားနွားတွင်းကုန်ပိုင်းလဲလဲနေတာမျိုးပြီးရင်ကနာကိုတစ်ခုလုံးကျုံသွားတာမျိုးအဲ့ဒါမျိုးတွေတွေ့ရဆိုတော့သူ့ကိုပြန်ပြီးတော့တတိယအောင်ဘေးကနေပြီးတော့ ်ခရစ်စတာရဲ့ပလွေနဲ့ပတ်သက်တဲ့ပါရတွေကိုယွပြယွပြတဲ့အခါကျတော့ပြန်တတိယလောက်အဲဒီဂမ်ဘီလာနဲ့အဲ့လိုတွတ်တွတ်ပြေးတဲ့ကိစ္စကပုံမှန်လိုဖြစ်တယ်လို့အဲ့လိုပဲနော်ဒီရာဇလီလာရဲ့နော်ပါရတွေကိုဖတ်နေရတယ်လေကျေတနာမဘုရောတခါလေးကြာရင်ကျေတနာခရစ်စတာကနေပြီးတော့ဂိုပီးဒီရမုနာမှာစော့နေတယ်ဆိုတဲ့ကိစ္စကိုသူပြန်ပြီးတော့ဟာနော်ခရစ်စတာသွားပြီးနောက်ရှက်တယ်မဟုတ်လားအဲ့အဲ့ညာရောက်သွားတဲ့ခါကျရင်ဆိုအဲ့ဘူးဝင်သွားအောင်အဲ့ဘူးဝင်သွားရင်ဆိုအဲ့ပင်လယ်ဘေးထဲမှာလမ်းလျှောက်နေနေဟာဒါယမုနာပဲယမုနာပဲဆိုပြီးတော့အဲ့ဘာလို့လဲမလဲအဲ့မြေတဲကိုပုံကြလိုက်အဲ့မြေတဲကိုပုံကြလိုက်ကကျတော့ เนาะไอ้นี่มาနောက်ဆုံးไลค์แชร์ไลค์แชร์ไลค์แชร์ไม่တွေ့ဘူးမတွေ့ဘူးไลค์แชร์ဆိုတဲ့ခါကျတော့ငါးဘန်းသမားတယောက်ကเนาะဒါအလောင်းတစ်ခုကိုဆိုဆွဲထားဆိုလို့ဆွဲထားတာပြီးတော့အဲ့ဒီသူတက်သလိုဖြစ်နေတာဆိုတော့တောင်းဆိုတာမဟုတ်ဘူးဒါစေတနာမှုတတိမရသေးတာသူ့ကိုပြန်ပြီးတော့ဘုရားရှင်ရဲ့နာမတော်ရွှေလိုက်တဲ့ခါကျတော့မှပြန်သတိရပြီးတော့เนาะအဲ့ဒီမှာဒီရေမှာဖြစ်ခဲ့တဲ့เนาะဇက်တော်တွေကိုပြန်ပြောပြတော့တခေါက်လည်းဒီလိုပဲအကန်းဆက်ကုန်းမှာအသေးသက်ကြရရဲ့เนาะဒီကြပြလင်္ကာပေါ့ နော်ဂျဂနာဂျဂနာလန်ဒါကသူကဂျဂနာပူရီကိုပြန်လာတယ်ဘန်ဂောကနေပြီးတော့ပြန်လာတဲ့ကကျတော့အသွေးစားကြတဲ့ရေးလိုက်တဲ့ကဗျာလင်ဟာဆက်ဆိုတဲ့အတိုင်းကဗျာတဘုတ်ယူလာအဲအကြီးကကကျတော့အဲအဲ့လာကိုအဲအဲ့ဒီအဲ့ဒီကဗျာမှာပါရေးလာဆိုတော့ဒီဘန်ဂောဘန်ဂောဘန်ဂောကလူတွေအားလုံးဟာစေတနာမဘလို့မရှိလို့ဘယ်လောက်ထိယူတွတ်သွားသလဲဆိုတော့ရေးထားတာအဲဒီစကလုံးတွေကတအားကောင်းတော့ဘုရားရှင်ရဲ့ခန်းစားချက်ကိုရေးထားတာဆိုတော့အဲ့ဒါအဲ့ဒါပတ်ကြည့်လိုက်တဲ့ကကျတော့သူကကြင်စေတနာမဘတော့ဘာလို့တတိယလဲဆိုတော့အာမတူတာ ကိုသွားတော့မယ်ဆိုရယ်ခရစ္စနာသွားတော့မယ်ဆိုရင်မှာကိုပြီးတယ်ဘယ်လိုခံစားရလဲအဲ့ဒါကိုသူတတိယပြောပြန်ပြောသူလည်းတခါတည်းမူးတယ်မူးလဲပြီးတော့ဘာလို့လဲသိလားမူးပြီးတော့သူ့ရဲ့မျက်နှာကိုဂျေတနာမမလို့သူ့ရဲ့မျက်နှာကိုကမ္ဘီတာရဲ့နိုင်ရန်ကမ္ဘီတာကြောင့်ကမ္ဘီတာကြောင်းရှိတယ်မလားအဲ့ကြောင်းရဲ့နိုင်ရန်နေရှိတယ်မလားနိုင်ရန်ကိုမျက်နှာနဲ့တော့ပုတ်တယ်ပုတ်တော့မျက်နှာအနေလို့တွေးတွေကြလာတဲ့အထိမျက်နှာအနေလို့တွေးတွေကြလာတဲ့အထိကိုဖြစ်သွားတယ်ဘယ်သူကလို့ပြတမင်လို့ပါတယ်ဒါပေမဲ့ဘာလို့ပေါ့ဘုရားရှင်ကိုတတိယရတဲ့ခါမှာ တအားတဲ့ကိုဘုရားကိုတတိယပြီးလွမ်းဆွတ်ပြီးတော့ဖြစ်လာတာဆိုတော့ဒါတွေကိုကျွန်တော်တို့နားလည်ဖို့မလွယ်ဘူးပေါ့ဒီလိုပဲအရှုအရှုကတစ်ပင်မကျေတနာမဘုရားကြီးဂျဂနန္ဒာဂျဂနာတာဝလဘပန်းဂျန်ဆိုရှိတယ်အဲ့ဒီပန်းဂျန်မာကြီးအရှုကပင်ရဲ့အောက်နာမှာဂျေတနာခရစ္စနာထိုင်တော်သူလမ်းတွေ့လမ်းတွေ့ကကျတော့ခရစ္စနာကိုပြေးတာပြေးတဲ့ကကျတော့ခရစ္စနာရောက်တာနဲ့တည်းပဲခရစ္စနာပြုံးပြပြီးပျောက်သွားအဲအဲ့မှာကရစ္စနာရဲ့အနံ့နေမှုေးနေမှာကနာကူတဲ့အတွက်တည်းပိုင်းနေမှုေးအဲ့ဒီအနံ့နေရတဲ့ကကျွန်တော်ကျေနပ်မှာဘုလို့မူလဲသွားမူလဲသွားပြီးတော့ လျှောက်ပြီးတော့ပြားပုံးလိုမျိုးပဲလျှောက်ပြီးတော့သွားနေမှာပေါ့ဆိုတော့ဒီအဖြစ်ပြက်တွေကိုကျွန်တော်နားထောင်တဲ့အခါမှာဒီအဖြစ်ပြက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်သိတဲ့အခါမှာကျွန်တော်တို့ကဘယ်လောက်ထိနားလည်မလဲဆိုတဲ့ကိစ္စကြီးကျွန်တော်တို့လိုလောကုတ္တရာကုမှာစပြီးတော့လုပ်တယ်ဆိုတော့ကဒါကြီးကိုကျွန်တော်နော်ဟာဘာတွေလဲပေါ့နော်အဲ့လိုမျိုးဖြစ်နေမှာပေါ့ဒါပေမဲ့ကျွန်တော်အဲ့မှာတေချာတိစီယာတခုကိစ္စတခုကဘာလဲဆိုရင်ဒီနေရာနေကျွန်တော်သင်္ကန်းစာယူစရာတွေအများကြီးရှိတယ်။ဘဂဝတိတမကြီးကရှင်ဘဂဝန်ပြောထားတယ်။ဘာပြောလဲဆိုရင် လူတယောက်ဟာငါ့ကိုနေရာတိုင်းမှာမြင်တယ်ဆိုရင်အရာရာတိုင်းမှာငါ့ကိုမြင်တယ်ဆိုရင်နေရာတိုင်းမှာငါ့ကိုမြင်တယ်အရာရာတိုင်းမှာငါ့ကိုမြင်တယ်အရာရာတိုင်းကငါထဲမှာရှိတယ်ဆိုတာကိုသိတယ်ဆိုရင်ငါဟာသူ့အတွက်ဘရောမှာပျောက်သွားတယ်ဆိုတာမရှိဘူး။ तू ကလည်းငါ့အတွက်ဘရောမှာပျောက်သွားတယ်ဆိုတာမရှိဘူး။ဒါကိုနော်ကျေးဇူးတင်ပါဘူး။ဘုရားရှင်ခရစ္စတာကိုယ်တိုင်ဘုဝတိတာမှာပြောထားတယ်။ဆိုတော့လူတွေပြောကြတယ်လူတွေမေးကြတယ်ဘာလဲဆိုတော့နော်ဘုရားကိုတို့တို့အလုံးလုံးနေနေဘုရားကိုမမြင်နိုင်ဘူး။ တော့တို့မမြင်နိုင်ဘူးဘာလို့လဲတို့အလုံးမှာဘုရားမရှိဘူးလို့ထင်တယ်နော်တို့ရဲ့အမျက်လုံးချင်းမှာတော့တွေ့ချင်မှာတွေ့မှာပေါ့ဒါပေမဲ့ခံစားလို့ရလူတော်များပါပြောကြတယ်ကျွန်တော်ဘုရားအရင်ပြပါပြီးသွားရင်ကျွန်တော်ယုံမယ်ဘာတိရအဲ့လိုမဟုတ်ဘာတိရကျွန်တော်ရဲ့ consciousness ကိုခေါ်တဲ့အနုတ္တိကိုတစ်ဖြည်းဖြည်း purify လုပ်ရတဲ့ process ဟုတ်တယ်အဲ့လို purify လုပ်ပြီးတော့မှ Krishna ကိုကျွန်တော် face to face မြင်နိုင်မှာဖြစ်တယ်အချိန်တစ်ခုယူလိုက်ပြီးတော့မှကျွန်တော်တော့နားလဲရအဲ့ဒါကိုကျွန်တော် time e လို့ခေါ်တယ်ဘုရားကိုဘယ်လိုကျွန်တော်မြင်နိုင်လဲ time e နဲ့မြင်တယ် တီးရပါလေ temple လူတွေတော်များဘာဘာ doubt ဖြစ်ကြလဲ krishna ဒီ loki ရုပ်ပွားတော်အနေနဲ့ရှိနိုင်ပါမလားစကြင်ကြောက်အနေနဲ့ရှိနိုင်ပါမလားတန်ကျွေအနေနဲ့တတူအနေနဲ့ရှိနိုင်မလားတက်သားအနေနဲ့ရှိနိုင်မလားသူတို့မသိတာကဘာလဲဆိုတော့ဘုရားကို limit လုပ်လို့မရဘူးတော့အဲဘာပေါ့မသိဘူးပေါ့သူကအဲကလေးလေးလို့ရှောက်လုံနေကြတယ်ပေါ့ရေချိုးပေးလိုက်ပါလိုက်ညာလိုက် သူတို့မသိတာကဘုရားရှင်ရဲ့ရုပ်ပွားတော်ဒီဘုရားရှင်ရဲ့ကိုယ်စလေဖြစ်တယ်ကိုယ်ပွားဖြစ်တယ်အဲ့လောက်သူတို့မသိဘူးဘုရားရှင်ရဲ့စွမ်းပကားဟာဘုရားရှင်ရဲ့ရုပ်ပွားတော်မှာလည်းဘုရားရှင်ကထည့်ပေးနိုင်တယ်ဆိုတော့သူတို့မသိဘူးဒါကြောင့် temple ကိုတွားရင်တွားရင်တွားရင်နဲ့ဘုရားကျောင်းမှာတွားပြီးတော့ဟိုယူရင်းယူရင်းနဲ့တပြေးပြေးတပြေးပြေးဘုရားရှင်နဲ့နော်ဝိဂရဟနဲ့ဆက်တွေ့မှုရှိလာတဲ့အခါကျရင်ကျွန်တော်ကိုယ်တိုင်ဘုရားကိုမြင်နိုင်လာမှာဖြစ်တယ်ဒီဟာဒီပေါ့အားရကကျတော့တယောက်တယောက်စီမှာလည်းဘုရားရှိတယ် ဟောတကယ်မြင့်မြတ်ပါတယ်ဆိုတော့ Vaishnava တွေဟာသူတို့ရဲ့ knowledge သူတို့ရဲ့ bhakti နဲ့သူတို့ဘာလို့ Krishna ကိုလူသားတိုင်းရဲ့နှလုံးသားမှာမြင်တယ်သူတို့လူသားတိုင်းရဲ့ရဲ့တရားတွေအားလုံးကိုလည်းသူတို့ဘာလို့လဲညီလူညီမြတ်ဆက်ဆံသူတို့အားလုံးတလေးတစားဆက်ဆံနော်ပြီးတော့သူတို့အားလုံးထဲမှာပရမတ်မရှိတယ်ဒါပေမဲ့အားလုံးကပရမတ်မရှိရတယ်ငါတို့က guidance ညွှန်ကြားမှု inspiration အတတ်ဆရာ instruction ညွှန်ကြားတဲ့အချက်တွေအဲ့ဒါတွေအားလုံးကိုလိုက်နာရမယ်ဆိုတော့သူတို့ဒီဘုရားကျောင်းကိုသွားပါ တယောက်တယောက်ချင်းစီကိုလေးလေးစားဆက်ဆံပါပြီးလောကသဘောဝတရားကြီး TIME M ကပါလေ material nature နော်လောကကြီးမှာလည်းနော်လောကကြီးရဲ့ creation တွေကိုကြည့်ကြည့်ပါနော်ပန်းတွေကိုကြည့်ကြည့်ပါလိပ်ပြာတွေကိုကြည့်ကြည့်ပါလှပါတယ်ဆိုတဲ့ကိစ္စတွေအများကြီးကိုကြည့်ကြည့်ပါဒါတွေအားလုံးဘုရားရှင်ရဲ့ကျွန်တော်တို့ပြတယ်အမှန်တမ်းမှာရှုပ်ထွေးပါတယ်ဆိုတဲ့ဥစ္စာတွေ cell တစ်လုံးတစ်လုံးစီမှာဘယ်လိုတွေတိဆောက်ထားတယ်ဒါတွေအားလုံးဘုရားရှင်ရဲ့မြင့်မြတ်မှုကိုပြတာဖြစ်တယ် intelligence ရှိတယ်လို့ကတော့အောင်မြင်တယ်ဘုရားရှင်ကကျွန်တော်တို့အားလုံးကိုဒီလောကကြီးတစ်ခုလုံးကို design လုပ်ထားတာဖြစ်တယ် ဆိုတော့နေနဲ့ကဘာနဲ့ကဝေးกว่าမှုကနည်းနည်းလေးနီးသွားတာနဲ့ပြဿနာတက်တယ်နည်းနည်းလေးဝေးသွားတယ်နဲ့ပြဿနာတက်တယ်ဒါပေမဲ့အတိအကျလုံးထားတာရှိဆိုတော့ဒါဒီအားလုံးကိုကျွန်တော်နားလည်ဖို့ကြိုးစားပါဘုရားရှင်ကိုဒီလောကဆက်ကြဝဠာမှာလည်းတိဆောက်မှုတွေမှာလည်းကျွန်တော်မြင်အောင်ကြိုးစားပါမပြီးရင်အဲ့ဒါကို meditate လုပ်ကြည့်အဲ့ဒီကကြာရင်ကျွန်တော်ဘုရားကိုမြင်နိုင်လာလိမ့်တီကပါလဲ temple i ကပါလဲ individual တယောက်တယောက်ချင်း m ကပါလဲလောကကြီးမှာ material nature ဘုရားကိုမြင်မှုကြိုးစားဘုရားကိုနားလည်ဖို့ကြိုးစားနောက်တစ်ခုက events me t i m e e ရပါလဲဆို events events ဆိုကျွန်တော်ပြောမှာဖြစ်တဲ့ ပြက်အဲ့ဒီအပြစ်ပြက်တွေမှာလည်းကျွန်တော်နားလည်ဖို့ကြိုးစားပါဘုရားရှင်ရဲ့ကွင့်ပြုချက်မရှိဘဲနဲ့ဘုရားရှင်ရဲ့ကွင့်ပြုချက်မရှိဘဲနဲ့ဒီကမ္ဘာလောကမှာမျက်ပင်တစ်ပင်တော့မလုံနိုင်အဲ့လိုဆိုရင်ဒီလောကမှာဖြစ်နေပါတယ်ဆိုတဲ့အပြစ်ပြက်တွေအားလုံးရဲ့နောက်မှာကရစ္စနာရှိမလားမရှိဘူးလားရှိတာပေါ့အဲ့ဒီရှိတယ်ဆိုရင်ကရစ္စနာဒါတွေအားလုံးဘာလို့လုံနေတာလဲဆိုရင်ရည်ရွယ်ချက်ကိုနားလည်ဖို့ကြိုးစားပါကျွန်တော်ကကျွန်တော်ဘဝမှာတခုပြဿနာတက်တယ်ဆိုရင်ဒီဒီပြဿနာတက်ပြီးတော့ကျွန်တော်ကိုကရစ္စနာဘာသတိပေးနေတာလဲ။ဒါဒီပြဿနာကိုကျွန်တော်ကြုံပြီးတဲ့အခါမှာကရစ္စနာကျွန်တော်ဘာတွေသင်ယူစေချင်တာလဲ။အဲ့ဒါကိုခေါင်းထဲမှာပြင်းစဉ်းစားပါဦး။ နော်ဒီလူကဟိုလိုလုပ်တယ်ဟိုလူကဒီလိုလုပ်တယ်ရှောက်ပြောနေမဲ့စာဒီအရာအလုံးဘာဖြစ်လို့ဖြစ်နေတာလဲဒါတွေအားလုံးကိုကရစ္စနာဘာဖြစ်လို့ငါ့ကိုဖြစ်စေနေတာလဲဒါတွေအားလုံးကငါ့အတွက်ဘာတင်ယူပေးဖို့တင်ပေးဖို့တော့ကိုကရစ္စနာလုပ်ပေးနေတာလဲဆိုတော့ဟိုအရင်ဂယူးဆိုင်ပါနားလဲအောင်ကြိုးစားပါကျွန်တော်တို့သွားပြီးတော့ခန္ဓာစိတ်ကံစားမှုနဲ့စိတ်ဓာတ်တွေကြာနေမဲ့အစားပေါ့နော်စိတ်ဓာတ်တွေကြာနေမဲ့အစားဘုရားရှင်ရဲ့တာဝကတွေဟာဖြစ်တဲ့အဖြစ်အပျက်တွေအားလုံးဘုရားရှင်ရဲ့မြစ်တာဘုရားရှင်ရဲ့ master plan ငါဒီဘုရားရှင်ရဲ့ master plan မှာအစိတ်တစေသားဖြစ်တယ် အဲ့လိုမျိုးရှိမှသာလေကျွန်တော်တို့ရဲ့လောကုတ္တရာလိုတက်မှာဖြစ်ပါတယ်ဆိုတော့ဒီနေ့48ရက်ရှိပြီနေရက်ပဲကြံနေဘုရားပူနေမှာအတွက်ဆိုတော့မနက်ပြန်48ရက်ရှိပါပြီကျွန်တော်တို့ရဲ့ဥပုဘ်ကမနက်ပြန်နောက်ဆုံးဖြစ်ပါမယ်အဲ့တော့အန်တျက်လီလာရဲ့ chapter 20နော် chapter 20ကိုကျွန်တော်တို့မနက်ပြန်နားထောင်ကြည့်အောင်အဲ့ဒါပြီးသွားရင်တော့တပတ်ခါမှာရရှိစေတနာမှာဘုရားကိုွင့်တော်မူသောနေ့ဘုရားပူနေမှာအဲ့ဒီမှာနော်ရှိရှိသမျှသူတွေအားလုံးမြန်မာပြည်မှာရှိတဲ့သူတွေအားလုံးကမ္ဘာပေါ်မှာရှိတဲ့သူတွေအားလုံး နော်အစဉ်ပြေတဲ့သူတွေအားလုံးအစဉ်မပြေတဲ့သူတွေအားလုံးနော်ဘယ်လူတန်းစားမှာပဲရှိရှိတက်ရှိတဲ့တော်တွေအားလုံးဘုရားရှင်တေတနာမဘလို့ရဲ့မြစ်တာအပြည့်ဝညီလူညီမြရကြပါစေပြီးတော့အားလုံးဘုရားရှင်ရဲ့မြစ်တာကိုရပြီးတော့လဲထိန်းထားနိုင်ပါစေထိန်းထားပြီးတော့လဲမျှဝေပေးနိုင်ပါစေ မျှဝေနေရင်လည်းလဲပို့ပြီးတော့တိုးပွားလာပါစေဆိုပြီးတော့ဆုတောင်းမြတ်တာပို့တိုင်းဒီကုန်းချောပါတယ်အားလုံးကျေးဇူးတင်ပါတယ် हरे कृष्ण जगत गुरु शिला प्रभुपाद की जय अनंत कोटि वैष्णविंद की जय कृष्णदास कविराज गोस्वामी महाराज की जय 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 श्री श्री चैतन्य चरित्रामित की जय गौर ब्रह्मानंद हरे कृष्ण